မင်္ဂလာပါ အခင်ဟာ sports yoba league semi final ဒုတိယကျောပွဲစဉ်တွေပွဲကျုပ်၃တချက်စီစဉ်နေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အခင်ဟာ host ကောင်းကနိုင်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တော့မြန်မာလေစဉ်ကစားမဟောင်းတန်းထောင်ဖြစ်ပါတယ်ကိုကြီးဒီတစ်ခေါက်ဒါ semi final ပွဲစဉ်ရဲ့ဒါပထမအကြောမှလည်းဒါကျွန်တော်တော်တော်လေးကိုဒါစိတ်လို့ရှားပွဲရာတွေဖြစ်သွားခဲ့တယ်ပေါ့နော်ဆိုတော့မတင်မထားတဲ့ရလက်တွေကိုပြင်းရလက်တွေထွက်ပေါ်ခဲ့တဲ့ပွဲစဉ်တွေပဲကျွန်တော်တို့ဒါဒုတိယအကြောအနေနဲ့ဒါကျွန်တော်ပွဲကျုပ်၃တချက်လို့ဖို့တော့ရွေးချယ်ပေးထားဘယ်ပွဲစဉ်လေးများဖြစ်မလဲဆိုတော့ပြပြပြပါအောင်ဗျာ ုတ်ကဲ့ပါကိုဒီပွဲစဉ်ကတော့ UEFA Euro Policy Fine နဲ့အဆင့်ရဲ့ဒုတိယကြိုပွဲစဉ်ဖြစ်ရှိမယ်ကစားမယ် Manchester United နဲ့အသင်းနဲ့ Athletic Bilbao ကိုအသင်းတွေပွဲစဉ်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုဆိုတော့ Manchester United အသင်းကတော့ဒါကျွန်တော်တို့ပထမအကြော့မှာဒါ 3C ဆိုတဲ့ရာလက်တစ်ခုနဲ့သူတို့အနေနဲ့ထွက်ပေါ်ထားခဲ့တယ်ဆိုပေမဲ့ဒါကျွန်တော်တို့သူရဲ့ရှေ့ရပွဲစဉ်တွေကိုပြန်ပြီးတော့ကြီးမယ်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့အဲတွင်ကိုတွေမြေမြဆဆခွင့်ပြုရတဲ့အနေအထားမျိုးတွေရှိရဆိုအရင်ကြီးတော့100%ကျင်းသိနေရလို့ကျွန်တော်ပြောလို့မရဘူးတစ်ဖက်က Athletic Bilbao Club အနေနဲ့ကတော့ဒါတော့3ခုနဲ့အထက်အတွင်းယူမှသာလျှင်နောက်ထပ်ပွဲစဉ်တွေအတွက် ဲ့သူတို့မှဒါအခွင့်အရေးရှိမှာဆိုတော့သူတို့ဘက်ကတော့အခွင့်အရေးပို့ပြီးတော့နေပါနေရမှန်ပေမဲ့တစ်ဖက်က Manchester United အသင်းကလည်းအရင်ယုံကြည်လို့မရတဲ့အနေအထားတစ်ခုဆိုတော့ဒီနေ့ပွဲစဉ်ကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာတယ်လို့ကျွန်တော်ပြောရမှာဗျ။ဒါကြောင့်ဒီနှစ်သင်းရဲ့ရှေ့ရပွဲစဉ်တွေရလဒ်တင်နေတူပဲဆက်လိုက်ကြရအောင်ဗျ။မင်္ဂလာပါအခေယမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယ .com.mm ဆိုတဲ့ website ကနေတစင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ် local domain ဖြစ်တဲ့အပြင် VPN မလိုဘဲဝင်ရောက်ကြည့်ရှုနိုင်ပြီးချိန်နဲ့တပြင်းညီပြင်ဆက်ပေးနိုင်လို့ဖြစ်ပါတယ်။ဝင်ရောက်ရမှာလည်းခက်ခဲရှုပ်ထွေးမှုတွေမပါဝင်တဲ့ပေါ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 ဝင်ရောက်နိုင်ကြလို့ akaya.com.mm ကိုအခုပဲဝင်ရောက်ဖတ်ရှုကြဖို့အတွက်ထိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ ခဲ့ပါကွယ်ဒီနေ့သင်ရဲ့ရှေ့ရပွဲစဉ်တွေရဲ့ရလက်တွေကိုကြည့်မယ်ဆိုတော့ပထမအကြော့ပွဲစဉ်ကိုပြန်ပြီးတော့အရင်ဆုံးကြည့်ရမယ်ဆိုတော့ပထမအကြော့မှာတော့ဒါကျွန်တော်တို့လုံးဝဘူးမှမထင်မှတ်ထားတဲ့ရလက်ဖြစ်သွားတယ်ပုံမှန်တိုင်းရဆိုတော့ကျွန်တော်ဒီဘီဘောဝဲအင်ဝင်းမှာယူနိုက်တက်အနေနဲ့တေးရောက်ပွဲအများဆုံးရမယ်ဆိုပြီးတော့ခံမှန်းထားတဲ့အနေအထားမှာကျွန်တော်ဒီဥဆောင်ကိုမထင်မှတ်ပဲအစောစီရရှိခဲ့တယ်ဟယ်ရီမကွာယာရဲ့အတိုးလောက်ကလည်းရရှိခဲ့တဲ့ခွင့်ရကို customer အဆုံးသတ်ပြီးတော့ဥဆောင်ကိုရရှိသွားတယ်ဥဆောင်ကိုရပြီးကျွန်တော်ဒီ machine နောက်မှာပဲ version wireland ကို binary area ထဲမှာတေချာပေါက်900နိုင်တဲ့အခွင့်ရကိုကျွန်တော်ဒီပြည့်တယ်ကျူးလွန်ခဲ့တယ်ကျွန်တော်ဒီ VPN ဘိုင်းနီပေးခဲ့ရတဲ့အနီကပ်ပါထပ်ပြီးတော့ထိသွားတဲ့ချိန်မှာ United ကပွဲလုံးဝဖြစ်သွားတယ်ပထမပိုင်းမှာနေမယ်၃ဂိုးထိတွင်းခဲ့တယ်ဒုတိယပိုင်းမှာဒီထက်ပိုပြီးတော့ United နဲ့ပြတ်သားတဲ့ရလက်ကိုဖော်ဆောင်နိုင်ခဲ့တဲ့နေဆိုရင်သူကပွဲကိုထိန်းကစားသွားပြီးတော့အဲဂျော်နီအခွင့်အချို့ကိုလည်းကျွန်တော်တို့ပြောမယ်ဆိုရင်ပြီးပါဦးတဲ့ကိုသူမအကောင်းဆုံးကာကွယ်နိုင်သွားခဲ့တာဆိုတော့ပွဲတော့ဒီထက်ပိုပြီးတော့မပြတ်သားသွားဘူးဒါပေမဲ့3-0ဆိုတဲ့ရလက်ကအိမ်ကွင်းမှာလက်ခံရှင်မြန်ကစားဖို့အတွက်ဂျန်နီဒုတိယကျောပွဲစဉ်တော့လုံလောက်တဲ့ရလက်တစ်ခုတော့ဖြစ်ခဲ့တယ်ဒါပေမဲ့လည်း United ကအရှိတ်ပွဲစဉ်တွေရလက်တွေကိုပြင်ပြီးကြည့်မယ်ဆိုတော့သူတို့ဒီအိမ်ကွင်းမှာရှင်မြန်ကစားခဲ့တဲ့ပွဲစဉ်တိုင်းနီးပါးကိုကျွန်တော်တို့ ပေးကိုတွေကခွင့်ပြုထားခဲ့ရတယ်ဗျ။ဆိုစီရက်နဲ့ဘွဲမှာဆိုလဲပေးကိုခွင့်ပြုခဲ့ရတယ်။လိုင်ယွန်နဲ့ဘွဲမှာဆိုလဲ၄ကိုထိပေးခဲ့ရတယ်။ဒါမိနစ်90အတွင်းမှာဆိုတော့9ကိုထိပေးခဲ့ရတယ်ပေါ့နော်။အဲ့လိုပဲကျွန်တော်ဂျာရဲ့ထိမှာနောက်ထပ်ကစားခဲ့တဲ့ကျွန်တော်ဒီ ပရီးမီယာလိပွဲစဉ်ဒီမှာဆိုရင် United ကရက်လက်ကမကောင်းဘူးပရီးမီယာလိမှာဆိုရင်နောက်ဆုံး6ပွဲဆက်တဲ့ United က9ပွဲမရှိဘူးဒါပေမဲ့လေ Europa League မှာတော့ United ကဥရောပပြိုင်ပွဲကိုဝင်ရရှိတဲ့အသင်းတွေအားလုံးနဲ့မှာသူတို့တသင်းနဲ့ဒါကျွန်တော်ရှင်းပွဲမရှိနဲ့အခုလက်ရှိ season final နဲ့အဆင်ဒုတိယကြော်ထိရောက်လာတာဒါလေးကတော့ United အနေနဲ့ဒီကဒီမှာပို့ပြီးတော့ Europa League ကို on site ထားတာလည်းသိတာတယ်တစ်ဖက်က Bilbao ကတော့ပြီးခဲ့တဲ့နောက်ဆုံး United ကိုအိမ်ကွင်းမှာကျွန်တော်တို့၃ဂိုးမရှိရှုံးနေခဲ့တဲ့အပွဲမှာတနင်္ဂနွေနေ့မှာရှင်ပြန်ကစားခဲ့တဲ့ Sociedad နဲ့ကျွန်တော်ဒီ Spain La Liga ပွဲစဉ်မှာလည်းဂိုးမရှိသေးကြခဲ့တယ်အဲ့တော့သူတို့ရဲ့တိုက်စစ်ပိုင်းကတော့2ပွဲဆက်တိုက်အတွင်းကိုမရရှိခဲ့ဘူးအဲ့ဒါပြန်မှ United United နဲ့ပထမကြော်မှာကစားခင်ပွဲစဉ်နေမှာလဲသူတို့ရဲ့တိုက်စစ်ပိုင်းကဂိုးရရှိဖို့တော်နည်းနည်းရုန်းကန်နေရတယ်အဓိကတော့သူတို့တင်တိုက်စစ်ကစားမဖြစ်တဲ့ Sunset တန်ရရှိသွားပြီးတဲ့နောက်ပိုင်းမှာတော့ဘီဘဝဲတိုက်စစ်ပိုင်းနည်းနည်းလေးတော့အလုံးလုံးတားလေးအာရော့လာတော့တွေ့ရတယ် Inaki Winian နဲ့ကျွန်တော်တို့နောက်ထပ်ကျွန်တော် Nico Winian တို့ရဲ့တောင်မန်နှစ်ဖက်ကလာနည်းနည်းလေးပို့ပြီးတော့အားဆိုင်ကစားနေရတယ်ဆိုတဲ့အနေထားမှာဒီဒုတိယကြော်မှာတော့တုံးကိုအရှုံးပြန်ပြီးတော့ turn around နိုင်မှုတွေကတော့သူတို့ကတော့ပွဲမစခင်မှာတော့ကျွန်တော်ဒီပြောမယ်ဆို Social Media တွေပိုင်းမှာတော့သူတို့အနေနဲ့ပြန်ပြီးတော့လာနိုင်တယ်ဆိုတဲ့အနေထားခံပတ်လုံနိုင်တယ်ဆိုတဲ့အနေထားတွေတော့သူတို့အမြဲတမ်းတော့ထုတ်ပြောနေတယ်ဗျဒါမှမဟုတ် ထုတ်ပြောထားတဲ့စာရင်တော့အလုံးနဲ့တက်တည်ပြရတာပို့ပြီးတော့အဆင်ပြေလိမ့်မယ် United အနေနဲ့လည်းဒီရရှိထားတဲ့အသာစီးရရှိမှုကိုအိမ်ကွန်းမှာပြန်ပြီးတော့ချိပခံရမယ်ဆိုရင်တော့ဒါ United အသင်းရဲ့ကစားသမားတွေရောနေပြအမော်ရီမှာလည်းတော်တော်လေးကို PR တွေများပြီးတာဝန်ရှိသွားမှာဆိုတော့ဒီပွဲစဉ်ကတော့ပို့ပြီးတော့ကျွန်တော်တို့ကြည့်လို့ကောင်းမယ်ပွဲစဉ်တပွဲပထမအကြော့ထက်ပို့ပြီးတော့ဘီဘာအိုအနေနဲ့လည်းကစားလို့ကောင်းမယ်ပွဲစဉ်တပွဲကိုဖော်ဆောင်လာနိုင်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီပွဲစဉ်ကတော့ဘယ်လိုအနေထားလေးထွက်လာမလဲဆိုတာနှစ်သိန်းကြားမှာပြန်ပြီးစောင့်ကြည့်ရပါအောင်မြေဟုတ်ကဲ့ကွေဆိုတော့ဒါပထမအကြော့ကတော့ဒါ 3C ဆိုပြီးတော့ဒါကျွန်တော်ကိုပြက်ပေါ့နော်ဆိုတော့ဒါအဝေးကွင်းမှာတွားရောက်ပြီးတော့ Manchester United အသင်းက အနိုင်ရရှိအောင်ဆွတ်ဆောင်နိုင်ခဲ့ရပြဗျာဒါပေမဲ့တခုရှိတာကကျွန်တော် Manchester United အသင်းကိုတရားရဂိုင်းတော့ရရင်ယုံကြည်လို့မရအောင်ဆိုတဲ့အချက်တစ်ချက်ကနောက်ဆုံး6ပွဲရဲ့ဂျာလက်ကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုရင်တော့ Newcastle အသင်းကိုသူတို့4-1နဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်နောက်ကျွန်တော်တို့ Lyon အသင်းကို5-4နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်နဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒါကျွန်တော်နောက်ဆုံးပွဲစဉ်ပေါ့နော် Brentford နဲ့ဒါပွဲစဉ်မှာ4-3ဆိုတဲ့ဂျာလက်ဒါထွက်ပေါ်ခဲ့တဲ့ပွဲစဉ်ဆိုတော့ဒီပွဲစဉ်၃ပွဲမှာတစ်ဖက်အသင်းတွေကိုသူတို့အနေနဲ့ဒါ၄ခုအထိခွင့်ပြုခဲ့ရတယ်ဗျဆိုတော့ဒါအစီကျွန်တော် Manchester United နိုင်တဲ့အသိဉာဏ်ခံစစ်ပိုင်းဆိုင်ရာအရာမှာအရင်ကြီးကျွန်တော်တောင်းတင်းနေရလို့ပြောလို့မရတဲ့အပြင်ကမှအရင်ကြီးကျွန်တော်ရုံချီစိတ်ချလို့မရဘူးပေါ့နော်ဆိုတော့အခေယူဒီနေ့ပွဲစဉ်မှာသာအဲ့ဒီလိုမျိုးလေးကိုခွင့်ပြုခဲ့ရမယ်ဆိုလို့ရှိရင်ဒါတို့အနေနဲ့ပထမအကြုံးကဘလောက်ပဲဒါကိုပြက်အနိုင်ရလည်းထွက်ပေါ်ခဲ့ရတာပဲပြောပြောအတလက်တစ်ဖီဘောကလပ်ကတော့မှပဲနောက်တဲ့ဆင်းတော့တက်လှမ်းသွားနိုင်ရည်ရှိတယ်ဆိုတဲ့အနေဒါဒါပေမဲ့တခုရှိတာကမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဒီလိုမျိုးခံစစ်ကအတွင်းကိုတွေများများဆက်ဆက်ခွင့်ပြုခဲ့ရတယ်ဆိုရင်တော့မှပဲတို့နောက်ကနေပြီးတော့လိုက်သွင်းနိုင်တဲ့တို့ရဲ့ဒါကျွန်တော်တို့ဒါတိုက်စစ်ပေါ့နော်ဆိုတော့အဓိကတော့တိုက်စစ်ကစားသမားတွေအကြောင်းဆိုတာထက်ဒီကွင်းလဲကစား ာသမားတွေရဲ့နောက်ကျွန်တော်တို့ဒါ cancel ကစားသမားတွေကိုတက်ပြီးတော့သွင်းတာရဲ့ဒီအနေထားတွေကလည်းဒါသူတို့အနေနဲ့ကိုပြန်ပြီးတော့ရရှိနိုင်တယ်ဆိုတော့ဒါအကယ်၍သူတို့အနေနဲ့လုံးဝဒီပွဲစဉ်မှာကိုရရှိအောင်မစွမ်းဆောင်နိုင်ဘူးဆိုမှသာလျင်သူတို့အနေနဲ့ဒါကျွန်တော်တို့အနေရရှိတဲ့အနေထားတစ်ခုလိုပဲပြောရမှာဖြစ်ပြီးတော့အကယ်၍ဒါ twin ဟိုးတွေဒါထက်ပြီးတော့သွင်းနိုင်အောင်မယ်ဆိုရင်တော့လည်းဒါဘလောက်ပဲ twin ကိုခွင့်ပြုရခွင့်ပြုရသူတို့အနေနဲ့အရင်ကြီးတော့ဒါကျွန်တော်ပြတ်တော့မရှိဘူးဆိုတဲ့အနေထားတစ်ခုလည်းကျွန်တော်မြင်တွေ့ရတယ်ဗျဒါကြောင့်ဒါ Manchester United အသင်းရဲ့ cancel ကိုတော့ဒါကျွန်တော်တစ်ချက်စိုးရိမ်မိပြီပဲဒါပထမအကြောကိုပြတ်အနိုင်ရလဲရဲ့နောက်ကျွန်တော်တို့ဒါ goal တွေနောက်က ပြန်ပြီးတော့ light သွင်းနိုင်တယ်ဆိုတဲ့အနေထားတစ်ခုရဲ့အကြောင်းတော့ဒါ Manchester United အသင်းကတော့ဒါနောက်တစ်ဆင့်ကိုတက်လှမ်းသွားခဲ့ပြီဆိုတော့ကျွန်တော်တို့အရင်ကြီးတော့ဒါ ဒုံမတန်တဲ့ကဖြစ်เสียတော့မရှိတော့ဘူးဗျဆိုတော့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ဒါ Athletic ကဖီဘောအသင်းအနေနဲ့ Manchester United အသင်းကိုဒါ 3C ဆိုရရလနဲ့ရှုံးနိုင်ပြီးတဲ့နောက်ပိုင်းမှာဂျားပွဲစဉ်အနေနဲ့ဒါ Real Sociedad နဲ့သူတို့ကစားတဲ့ပွဲစဉ်မှာလည်းတစ်ဖက်ကဒါဂိုးမရှိတေးရလဲထွက်ပေါ်ခဲ့တယ်ဗျဒါဒါကိုချင်းချင်းအပြင်သူတို့ရဲ့တိုက်စစ်ပိုင်းဆိုင်ရာအရာမှလည်းအရင်ကြီးပုံစံကောင်းတစ်ခုကိုတော့ရှင့်နေတာတော့မဟုတ်ဘူးသူတို့အနေနဲ့ twin ကိုမ twin ယူနိုင်ဘူးဒါ Real Sociedad ဆိုတာလည်း Manchester United အသင်းရှေ့မှာကြော်ဖြတ်လာခဲ့တဲ့အသင်းပဲဗျဒီအသင်းကိုတော့မှသူတို့အနေနဲ့ဒါ twin ကို twin ယူနိုင်ခဲ့ခြင်းမရှိဘူးဆိုတော့ဒီနေ့ပွဲစဉ်မှာသာအကယ်၍သူတို့ရဲ့တိုက်စစ်ကအလုတ်ထပ်ပြီး ော့မဖြစ်ဘူးဆိုရင်တော့ Manchester United အသင်းကတော်တော်ရဲရဲနောက်ထပ်တဆင့်ကိုတက်လှမ်းသွားမှာဗျာဆိုတော့ဒီအနေထားကို Athletic Club Bilbao အသင်းအနေနဲ့အဖြစ်ခံမှာမလားဒါသူတို့ရဲ့တတိုက်စစ်မှာကစားသမားကောင်းတွေရှိနေပေမဲ့ကိုရရှိဖို့ရုံးကန်နေရခြင်းဟာဒီနေ့ပွဲစဉ်မှာလည်းလာပြီးတော့ effect ဖြစ်လာနိုင်မလားဆိုတော့လေစောင့်ကြည့်ရမှာဖြစ်ပါရဲ့ဗျာ ုတ်ကဲ့ပါခွေကျွန်တော်ဒါ Manchester United အသင်းနဲ့ Athletic Club Bilbao အသင်းတို့ကရှေ့မှာလည်းထိတဲ့တွဲဆုံမှုတွေရှိခဲ့တယ်ဗျာဒါပေမဲ့ရှေ့မှာထိတဲ့တွဲဆုံမှုတွေမှာဒါအရင်ပြတ်သားတဲ့ရလက်တစ်ခုတော့ထွက်ပေါ်ခဲ့တာမဟုတ်ဘဲနဲ့နောက်ဆုံးပွဲစဉ်ကြတော့မှသာလျှင်ဒါပြတ်သားတဲ့ရလက်တစ်ခုထွက်ပေါ်ခဲ့တာဆိုတော့ဒါသူတို့နှစ်သင်းရဲ့ထိတဲ့တွဲဆုံမှုအကြောင်းလေးကိုလည်းပြပြပြပေါ့ ဟုတ်ကဲ့ပါကွဒီနေ့သင်ရဲ့ထက်တက်တင်းဆုံမှုကမြန်မာဆဆတော့မရှိဘူးဗျအဲကျွန်တော်ဒီအရင် United ကရဲ့ Silent Ferguson era မှာဆို United အနေနဲ့ Champion League တွေပဲတောက်လျှောက်ကံကစားခဲ့ရတယ်ပြီးတော့ Bilbao ကလည်း Europa League လောက်တာကျွန်တော်ဒီကစားနေရတဲ့အသင်းဆိုတော့ထက်တက်တွေ့ဆုံမှုတော့အများကြီးမရှိခဲ့ဘူးဒါပေမဲ့2022ခုနှစ်မှာတော့ Europa League ရဲ့ကျွန်တော်တို့စတောက်တင်ဆင်ရှုံးပွဲမှာတော့ United အနေနဲ့ကျွန်တော် Champion League မှာတတိယပဲအုပ်စုဆင်မှာရရှိခဲ့တဲ့အောင်စင်ကစားတွေချိန်မှာတွေ့ဆုံခဲ့တယ်အဲ့ဒီပွဲစဉ်မှာတော့ Bilbao ကနှစ်ကြော့လုံးအင်ကူမှာ2-1အဝင်းမှာ3-2ဆိုရဲ့ရလက်တင်နဲ့နိုင်ခဲ့တယ်အဲ့ဒီအတွက်ကြောင့်မို့လဲပထမအကြော့မှတိုင်ခင်ကတော့ United အနေနဲ့ Bilbao နဲ့တွေ့ဆုံမှာ Bilbao ကအမြဲတမ်းအသာစီးရရှိခဲ့တယ်ဆိုပေမဲ့ ယ်ပထမအကြောရက်လက်ကတော့ United အနေနဲ့ပြက်ပြက်တတားကိုကျွန်တော်တို့3 season ရက်လက်လေးကိုဖော်ဆောင်နိုင်ခဲ့တာပြတွေ့ရတယ်ဗျအဲ့တော့ဘီဘာအောင်နေနဲ့တော့ဒီဒုတိယအကြောမှာသူတို့အသင်းရဲ့နိုင်ပွဲတစ်ပွဲကိုပြန်ပြီးဖော်ဆောင်နိုင်ဖို့လိုတယ်ဖော်ဆောင်နိုင်ဖို့လိုတဲ့နိုင်ပွဲကိုမှအနည်းဆုံး3ခုပြတ်လောက်မဲ့နိုင်ပွဲတစ်ပွဲကိုဖော်ဆောင်နိုင်ဖို့လိုတာဆိုတော့နည်းနည်းလေးတော့ခက်ပင်ပြီးတော့ဘီဘာအိုရဲ့လက်ရှိတိုက်စစ်ပိုင်းစွမ်းဆောင်ရင်းရလဲသူတို့အသင်းရဲ့ကျွန်တော်တို့တိုက်စစ်ကစားသမားဖြစ်တဲ့ Sanchez မပေါင်ဝင်နိုင်တဲ့ချိန်မှာသွင်းကိုတွေရရှိဖို့တော့တော်တော်လေးရုန်းကန်နေရတဲ့ဆိုတဲ့အနေထားမှာ Inaki William ရော Nico William ရော William ညီနောင်ရဲ့တောင်မန်နှစ်ဖက်ကလည်းသွင်းကိုရရှိဖို့တော့ကိုရုန်းကန်နေတာတွေ့ရတယ်ဒါပေမဲ့ United အသင်း င်ခန်းစစ်ကလည်းအဓိကကစားမအချို့တော်တော်များများဒဏ်ရရှိနေတဲ့အချိန်မှာအရင်ကြီးအဲကျွန်တော်ပြောရမှာဆို communication မမိတာတွေရဲ့ပြီးတော့ဒီနောက်တန်းကစားသမားတွေရဲ့ကြားမှာနည်းနည်းလေးတော့ကျွန်တော်တို့ဟာကွက်လေးတွေများနေတဲ့အချိန်ဒီနေသားမှာပေကူတွေကလည်းပွဲတိုင်းဒီမှာခွင့်ပြုနေရဆိုတဲ့အနေထားကိုနည်းနည်းလေးပြန်ပြီးစောင့်ကြည့်ရဖို့ရှိမယ်အဲ့တော့ဒီ Queen Ultra Foot မှာရှင်မြန်ကစားရမယ်ဒီပွဲစဉ်မှာလို့ United အနေနဲ့တော့အမားခံမှာတော့မဟုတ်တော့ဘူးဒါပေမဲ့လည်း Bilbao အနေနဲ့လည်းပွဲစတဲ့အရာသူတို့ရဲ့တုံးကိုစောစီးစီးရှာဖို့တွေးရှိနိုင်ခြင်းပြွန်လင်းဖို့အတွက်လမ်းစာတစ်ဆောက်ပြန်ပြီးရှာဖွေနိုင်မှာဆိုတော့ဘလို့နေထားတဲ့အနေနဲ့တိုက်စစ်ကိုရှင်ပြီးတော့ဖွင့်ကစားလာမယ် United ကရော Bilbao ရဲ့ တိုက်စစ်ကိုတိုက်စစ်ပြီးတိုက်စစ်ပြန်ပြီးတော့ရှင်ပြန်ကစားမလားဒါမှမဟုတ်တို့အတင်းရဲ့ကျွန်တော်ဒီခန်းစစ်ကိုပို့ပြီးတော့အိုင်ဝန်ဆိုက်ပြီးတော့ကောင်းတာအတက်ကင်နဲ့ပြန်ပြီးတော့ပြပါဦးဒုက္ခပေးဖို့အတွက်စောင့်ပြီးတော့ကစားလာမလားပေါ့နော်အဲ့လေပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ကိုကြီးဆိုတော့ဒီနှစ်သင်းတော့ official tournament မှာတွေ့တာ Europa League မှာကြီးပဲတော့ရှောက်တွေ့ဆုံခဲ့တာဗျဆိုတော့ဒါ2012တုန်းကဒါ Sir Alex Kidd တုန်းကနှစ်ချောင်းတွေ့ဆုံခဲ့တယ်နှစ်ချောင်းစလုံးမှာလည်းတို့ရှုံးနေပြီး Europa League ကနေထွက်ခွာခဲ့ရတဲ့အနေအထားမျိုးတွေဖြစ်ခဲ့တယ်ဆိုတော့ဒီတစ်ခေါက်မှာတော့ပထမအကြော့မှာတွေကဒါဂိုပြတ်အနိုင်ရလည်းရရှိခဲ့ဒုတိယအကြော့မှာဒါတို့ထပ်ပြီးတော့ Manchester United အသင်းက9ပွဲတပွဲကို ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ရှင်တော့ဒါကျွန်တော်ဆို LS kick ကရှုံချွေးကိုပြန်ဆက်နိုင်ခဲ့ပြီလို့ပဲကျွန်တော်ပြောရမယ်အနေအထားတစ်ခုပြဆိုတော့ဒုတိယအကြော့မှာလဲ Manchester United အသင်းအနေနဲ့ပထမအကြော့လိုပဲဒါ PPCC နဲ့ကစား တင်တယ်ဆိုတော့ဒါအကေရဒါတို့နေရှုံလိုက်ဘာမှမဖြစ်ပါဘူးဆိုတဲ့ပုံစံမျိုးတစ်ခုနဲ့ကစားမှထက်ဆာလို့ရှိရင်တော့ဒါဒုနှစ်ကြောစလုံးအနိုင်ရရှိအောင်ကစားပြီးတော့ဒါ final ကိုတက်ဖို့အတွက်အခွင့်အရေးယူတာအကောင်းဆုံးဖြစ်လိမ့်မယ်ဗျဒါ Manchester United တဲ့ဂျာပွဲစဉ်မှာလည်းတို့အနေနဲ့ဒါအဓိကကစားသမားတွေကိုအနာပေးထားတော့ဒီနေ့ပွဲစဉ်မှာတော့အကောင်းဆုံးထပ်ပြီးတော့ပွဲထွက်လာနိုင်အောင်မယ်လို့ထင်တယ်တို့အနေနဲ့အနိုင်ရလက်တစ်ခုကိုတော့မျှော်မှန်ပြီးတော့ကစားလိုက်အောင်မယ်လို့ထင်တယ်ဆိုတော့တရေရလက်တွေဒါအရှုံးရလက်တွေဆိုတာမျိုးထက်ဒါကျွန်တော်အနိုင်ရလက်တစ်ခုကိုထပ်ပြီးတော့ပေါ်ဆောင်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါရှေ့မှာဒါတို့ နေတဲ့ထိတဲ့တွဲဆုံမှုမှာဒါ Athletic Club Bilbao ကိုအတင်းကအသာစီးရရှိနိုင်မှုကိုတော့ဒီတစ်ခေါက်မှာတော့ခြေဖြတ်သွားနိုင်လိမ့်မယ်လို့ခန်းစားရပါတယ်ဗျ။ ဟုတ်ကဲ့ပါကိုကြီးဆိုတော့ဒါမန်ချက်စတာယူနိုက်တက်အသင်းကတော့သူတို့ရဲ့ဒါကျွန်တော်တို့ခန့်စစ်ကစားသမားတော်တော်များများဒဏ်ရာရှိနေတာဖြစ်တယ်လို့ဒါတိုက်စစ်ကစားသမားတွေလည်းဒါဒဏ်ရာလူစီရင်ထဲမှာတော့ရှိနေတော့မယ်တပတ်ကအသလက်ကလပ်ပြီးပါဟိုအသင်းကတော့ဒါသူတို့အနေနဲ့ဒဏ်ရာကစားသမားတော်တော်လေးနယ်ပါပြီးတော့ဒါကျွန်တော်ရှေ့ရပွဲစဉ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာဒါအနီကက်ထိထားတဲ့ VPN တရားလောက်ပဲဒါကျွန်တော်တို့ဒါပွဲပယ်ပြစ်ဒဏ်ခံရမယ်ဆိုတော့ဒါသူတို့အနေနဲ့လည်းအကောင်းဆုံးလူစီရင်တစ်ခုတော့ထုတ်လာနိုင်တော့မယ်မန်ချက်စတာယူနိုက်တက်အသင်းကတော့ပထမအကြောလူစီရင်ပုံစံမျိုးပဲကျွန်တော်တို့ဆက်ပြီးမြင်တွေ့ရနိုင်မလားဒါမှမဟုတ်အပြောင်းလဲလေးတွေ ကျွန်တော်မြင်တွေ့ရနိုင်မှာလားနောက်ကျွန်တော်တို့ဒါအဓိကကစားသမားအချို့ကလည်းဒဏ်ရာပြဿနာနဲ့တတ်တာလာပြီဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းပါဝင်ပြီးတော့ကစားလာနိုင်ရင်ရှိရဆိုမယ်ဆစ်ဆာယူနိုက်တက်အသင်းရဲ့လူစင်ကပထမအကြောအထက်တောင်ပို့ပြီးတော့တောင်းတင်းလာမှုရှိလာနိုင်တယ်ဆိုတော့ဒါအခုရဲ့အမြင်လေးနဲ့လူစင်ပွဲထွက်ပုံတွေကဘယ်လိုမျိုးတွေဖြစ်မလဲဗျာ ဟုတ်ကဲ့ပါကွေကျွန်တော်တို့ဒီပွဲစဉ်မှာဒန်ရဆင်းနေကျွန်တော်ပွဲပဲပြတယ်ပထမဆုံးကြည့်ရမယ်ဆိုရင်တော့ဘီဘာဝကတော့ကျွန်တော်တို့တိုက်စစ်ကစားသမားဆန်ဆက်တန်ရနေပြီးတော့ VVN ပွဲပဲပြတယ်ညောင်လွဲချော်မယ်ဒီကစားသမားနဲ့ကလွယ်ရင်ကျွန်တဲ့ကစားသမားအဆုံးနေပြန်ပြီးတော့တို့တို့အသင်းလူဆင်းမှာပွဲထွက်လာလို့ရတယ်တစ်ဖက်က United ကကြတော့ PK ရဲ့ပွဲစဉ်ကဒန်ရပြဿနာရင်ပြန်ပြီးတက်တာလာဒီလစ်နဲ့အာမတ်ဒီယာလူမှာမတ်တီးယဒီလစ်ကဂျိုင်းမှာရှင်မြန်ကစားခဲ့တဲ့ Brandfoot နဲ့ပွဲစဉ်မှာဒန်ရပြန်ပြီးရရှိသွားတာဆိုတော့ဒီလစ်ကတော့ဒီပွဲစဉ်မှာပြန်ပြီးတော့လွဲချော်သွားဖို့ရှိလိမ့်မယ်အဲ့တော့တေချာပေါ့လွဲချော်ဖို့ရှိတာတော့ဒီပွဲစဉ်မှာ United အနေနဲ့ခန်းစစ်က Delit, Martinez, Diego Dalot နဲ့ Heaven တို့လွဲချော် ချက်ဝရှိလို့တိုက်စစ်ပိုင်းမှာဆိုရင်တော့ဂျိုရှုဇာစီထပ်ပြီးလွဲချော်မယ်၊ကွင်းလင်ကခိုလီယာလည်းထပ်ပြီးလွဲချော်အောင်မယ်။ပြန်ပြီးပေါင်းထက်လာနိုင်တာတော့အာမက်ဒီယာလိုရဲ့ကျွန်တော်ဒီပေါင်းဆက်မှုဗျ။အဲ့တော့အာမက်ဒီယာလိုလည်းပြီးခဲ့တဲ့ brand food နဲ့ပွဲစဉ်မှာဆိုရင်တင်ကိုရရှိအောင်စောင်းဆောင်ထားနိုင်ခဲ့တယ်။အဲ့တော့အာမက်ဒီယာလိုဒီပွဲစဉ်မှာပြန်ပြီးတော့ line ထဲမှာပါလာမလားပေါ့နော်။အဲ့လေလည်းပြန်ပြီးစောင့်ကြည့်ရမယ်။အဲ့တော့ဖြစ်နိုင်ွယ် line နဲ့စက်တရအောင်ပြန်ပြီးကြည့်ရမယ်ဆိုတော့ United နေရာကကိုသူမနေရာမှာတော့ Andre Onana, Bebe Chan ခံစစ်မှာတော့ဒီပွဲစဉ်မှာလည်း Patrick Dorgu ပဲထပ်ပြီးပွဲထွက်လာဖို့ရှိမယ်။ခန်းစစ်၃အောင်တန်းမှာဒီပွဲစဉ်မှာပြင်ပြီးကြည့်ရမှာမာဇော်ရီကိုခန်းစစ်၃အောင်တန်းမှာသုံးမယ်ဆိုရင်အာမက်ဒီယာလိုက right wing ဘက်မှာပြင်ပြီးပို့ထွက်လာဖို့ရှိမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ပြေ ီးခဲ့တဲ့ပွဲစဉ်အတိုင်းပဲနီကိုဝီလီယံအောင်မာဇာဝရီကိုထိန်းချုပ်ခိုင်းမယ်ဆိုတော့ခန်းစစ်တုံးအောင်တန်းမှာတော့ကျွန်တော်ပြန်ပြီးတွေ့ရဖို့ရှိတာအဲကျွန်တော်ဒီခန်းစစ်အတွင်းလူနေရာမှာဆိုရင်တော့မာဟာရီမကွာယာပဲပဲချမ်းမှာဆိုတော့လန်နိုင်းရူရူညာဘက်ချမ်းမှာဆိုတော့လင်ဒီလော့အဲ့လိုမှမဟုတ်ဘဲနဲ့လင်ဒီလော့နဲ့လူရှောမှာလူရှောကိုတုံးကျင်နေဆိုတော့လူရှောကပဲပဲချမ်းကစားပြီးရူရူကညာဘက်ချမ်းကစားတာပေါ့အဲ့လိုလေးတွေ့ရနိုင်ဒါပေမဲ့ လူရှော့နဲ့တော်ကူနဲ့တွဲကစားရင် United ရဲ့ခန်စတန်ဘေဘက်ချန်ကရုံးကန်နေရတယ်ဆိုတော့ပွဲစဉ်တွေနဲ့ကျွန်တော်တွေးခဲ့ရဆိုတော့လူရှော့တဲ့ဆိုင်တော့လီနီလော့ပဲပထမကြောအတိုင်းပဲ United ခန်စမှာပိုထွက်လာဖို့ရှိမယ်။ကိုယ်လည်းအတွက်ဖက်နေရမှာတော့အကဲအာမက်ဒီယာလိုလားဒီပွဲစဉ်မှာ United အနေနဲ့ Amorin အနေနဲ့ line နဲ့စတဲ့ရမှာသုံးညင်ခဲ့တယ်ဆိုရင်ကျွန်တော် Casemiro ဖန်နေတဲ့ကိုယ်လည်းအတွဲအုံမှာတိုက်စစ်ပိုင်းမှာ Garnacho အာမက်နံပါတ်9ဘောင်း Wylan Ugarte ကိုအနာပေးခဲ့တဲ့ကျွန်တော်ဒီကိုယ်လည်းကိုများတွေးရမှာလားအဲ့လိုမှမဟုတ်ဘဲနဲ့ Ugarte ရဲ့လှုပ်အားနှုန်းအပြည့်အဝသုံးပြုကျင်နေဆိုရင်တော့ Casemiro Ugarte တိုက်စစ်ပိုင်းမှာ Garnacho Fernandez Wylan တို့လည်းတွေးရကောင်တွေးရနိုင်ဒါပေမဲ့ Ugarte ါတီးကပြီးခဲ့တဲ့ဘုံပေါင်းနဲ့ပွဲမှာပွဲကျင်ကြီးကစားသွားတာဆိုတော့ဒီပွဲစဉ်အတွက်များဥကာတီးကိုကျွန်တော်တို့အမော်ရီအနေနဲ့ line ထဲမှာထည့်သုံးဖို့အတွက်များအစီအစဉ်မရှိဘူးလားပေါ့နော်အဲ့လေပြန်ပြီးစောင့်ကြည့်ရဖို့ရှိမယ်အဲ့တော့ဘီဘာအိုအသင်းရဲ့ line ကိုပြန်ပြီးကြည့်ရမယ်ဆိုတော့တို့တို့ဒီလေပထမအကြောပွဲစဉ်အတိုင်းပဲ line ကူမှာတို့အသင်းရဲ့ခန်းစဉ်မှာအနီးကပြတ်တန်ထိထိသွားတဲ့ VVN ရဲ့နေရာမှာအစားထိုးပြီးအပြောင်းလဲလေးပဲလုပ်ကောင်းလုပ်ဖို့ရှိမယ်အဲ့တော့တိုက်စစ်ပိုင်းမှာဆိုတော့ Sanity Bebe Chan တိုက်စစ်မှာဆိုတော့ Nico William ညံဘက်ချမ်းမှာတော့ Inaki William ကွင်းလက်ဘက်အတွက်ဖက်မှာဆိုတော့ Declare Rita နဲ့ Juri Giza ပြီးတော့ Beren Gura တို့ကိုတွေ့ရဖို့ရှိပြီးတော့ Bebe Chan ခန်းစဉ်မှာတော့ Bachichi ညံဘက်ချမ်းနေရာမှာတော့ Di မှာကိုယ်စက်နေရာမှာဒီပွဲစဉ်မှာနည်းနည်းလေးအပြောင်းလဲလုပ်ကောင်းလုပ်နိုင်တယ်ကျွန်တော်တို့ Paradise တို့ပြီးတော့ Grosser ဘယ်တို့ပြန်ပြီးတွေ့ရဖို့ရှိပြီးတော့ကျွန်တော် Center Back VVN ရဲ့နေရာမှာတော့ဒီပွဲစဉ်မှာဘယ်သူပြန်ပြီးပေါ်ထွက်လာမလဲဆိုတော့ပြန်ပြီးတော့ကြည့်ရဖို့ရှိမယ်အဲကဲ Paradise တာ Center Back နေရာမှာပေါ်ထွက်လာမယ်ဆိုတော့ Everest Paradise Center Back အတွဲဘက်ကိုမြင်ရမှာရှိပြီးကိုသူမနေရာမှာတော့ Eraser Bala ပဲပြန်ပြီးပေါ်ထွက်လာဖို့ရှိလိမ့်မယ်ဗျအဲ့တော့ Athletic Bilbao ရဲ့ line up ကတော့ပြီးခဲ့တဲ့ကျွန်တော်တို့ Jayet ကရှင်မြန်ကစားတဲ့ပွဲစဉ်မှာလေအဓိကစားသမားချို့တော့အနာပေးခဲ့တယ်ဒါပေမဲ့ Inaki Williams တို့ဘာတို့လည်းပြန်ပြီးတုံးထားတာတွေ့ရတယ်လို့ Brian Gura တို့ဘာတို့လည်းတုံးထားတွေ့ရတာဆိုတော့ United ရဲ့ line up လိုပဲပေါ့နော် ဖာနန်ဒက်စ်တို့ကက်စမီရိုတို့အနားပေးထားတာဝမ်လန်တို့အနားပေးထားတွေ့ရဆိုရင်အနားအနားပေးထားပုံစံရတော့နှစ်သိန်းကြားမှာတော့အဓိကစားသမားအချို့အနေနဲ့ပွဲပန်းတဲ့ဒဏ်တော့ခံရဖို့မရှိဘူးအဲ့တော့ဒီပွဲစဉ်မှာတော့နှစ်သိန်းလုံးကညတူမြတူပဲလူစင်းအင်အားရော ကျွန်တော်ဒီပွဲကျွန်တော်ဒီကစားထားတဲ့အနေထားရအောင်ကျွန်တော်လန်ဆန်တကြောင်မှုကိုအကုန်လုံးညီတူညံ့ပြနေမယ်ပြန်ပြီးပွဲထွက်လာဖို့ရှိမဲ့ပွဲစဉ်တွေကိုကျွန်တော်မြင်တွေ့ရဖို့ရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ပါခွေဆိုတော့ဒီတစ်ခေါက်ကတော့ဒါ Athletic Bilbao ဘက်ကတော့နိုင်ငယ်လေးကျွန်တော်လူစင်းပြောင်းလဲလေးများမြင်တွေ့ရနိုင်မလားဗောနော်ဆိုတော့ဒါပထမအချောမှာလဲဒါ William ညီနောင်ကိုသူတို့အနေနဲ့ဒါ minute 60လောက်အပြည့်မစော်ဘဲနဲ့ဒါကျွန်တော်တို့ဒါ minute 80ဝင်းကျင်လောက်တင်မှာဒါလူနာလူစားလဲသွားတာတွေတွေ့ရတယ်နောက်ကျွန်တော်တို့ဒါ Demarcus ကိုလဲဒါကျွန်တော်ပွဲချိန်တဝက်မတိုင်ခင်မှာတွေကိုဒါလူစားလဲခဲ့တာဗျဆိုတော့နောက်ကျွန်တော်တို့ဒါ Di Gloria ါကိုလည်းတို့အနေနဲ့ဒါကွင်းလေကစားသမားကိုလည်းနောက်ကျွန်တော်တို့ဒီမိနစ်ဒါ ပွဲစဉ်တဝက်ပေါ့နော်ဆိုတော့ပွဲစဉ်တဝက်မှာနေသူတို့လူစားလဲခဲ့တယ်နောက်ကျွန်တော် VPN လည်းဒီနေ့ပွဲစဉ်မှာမပါဝင်နိုင်ဘူးဆိုတော့ဒါတို့အနေနဲ့ဒါအပြောင်းလဲလေးတွေတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာမြင်တွေ့ရနိုင်မယ်လို့ထင်တယ်ဗျတစ်ဖက်က Manchester United အသင်းကတော့ဒါအခုပြောခဲ့သလိုပဲ Ukate ကဒီနေ့ပွဲစဉ်မှာပါဝင်မလားမပါဝင်ဘူးလားဒါကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်တော့တခုရှိတာကဒီနေ့မှာ Kobe Mino လည်းကစားနိုင်နေတာဖြစ်တယ်လို့ဒါ Bruno Fernandes လည်းဒီအောက်ကိုဆင်းပြီးတော့ကစားတာမျိုးဖြစ်လာနိုင်တယ်ဗျဘာလို့လဲဆိုတော့ဒါဒါ Emad အနေနဲ့ဒါသူပြန်ပြီးတော့ဝင်ရောက်ကစားနိုင်ပြီဆိုတော့ဒါခနာချိုအိမ်မက်အတွဲလေး ဝင်ရကျွန်တော်ပြန်ပြီးတော့မြင်တွေ့ရနိုင်မလားဆိုတော့ဂါနာချိုအိမ်မအတွေ့အော်တာသုံးမယ်ဆိုရင်တော့ Bruno Fernandes က Uga Day နေရာမှာကစားမှာဖြစ်ပြီးတော့ဒါ Bruno Fernandes Casemiro ဒါမှမဟုတ် Bruno Fernandes ဒါ Kobe Mino အတွေ့အလေးကိုကျွန်တော်မြင်တွေ့ရနိုင်ရရှိရဲ Mazzori နဲ့ဒါ Dorgu ကတော့ဒီနေ့ပွဲစဉ်မှာထပ်ပြီးတော့ပွဲထွက်လာအောင်ပဲဗျဆိုတော့နောက်ထပ်ကျွန်တော်တို့ဒါနောက်တန်း၃ယောက်နေရာမှာတော့ဒါ Harry Maguire ဒါ Euro နဲ့နောက်ကျွန်တော်တို့ဒါ Lindelof ကိုထပ်ပြီးတော့တွေ့ရအောင်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဒါ Lucio ကိုလည်းဂျားပွဲစဉ်မှာထပ်ပြီးတော့သုံးသွားတာဖြစ်ပြီးတော့ Lucio အနေနဲ့လည်းဒါ ပြန်ပြီးတော့ဒဏ်ရာနဲ့တတ်တာလာတဲ့အနေအထားတစ်ခုမှာသူ့ရဲ့ဒါကျွန်တော်အရင်ကြီးပေါ့နော်ခြေစွမ်းခေါင်းတစ်ခုတော့ပြန်ပြီးတော့မပိုင်ဆိုင်ရသေးဘူးဗျာသူတို့နေအမားလေးတွေတော့ကျွန်တော်တောက်လျှောက်တွေ့နေရတော့မယ်ဆိုတော့ဒီနေ့လိုပွဲစင်ပါသာဒါလူရှော့ထက်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်တော့အမားများသွားမယ်ဆိုလို့ရှိရင်တစ်ဖက်ကဒါ twin core တွေနဲ့ပြန်ပြီးတော့ဒါကျွန်တော်ပြန်လာနိုင်ခြေရှိတယ်ဆိုတဲ့အနေအထားတစ်ခုမှာကျွန်တော်ကတော့ဒါလူရှော့ထက်စာရင်တော့ဒါ Lindy Love ပေါ့နော်အဲ့ဒီကပွဲစင်ပါလဲသူတို့ကောင်းကောင်းလေးခြေစွမ်းပြထားခဲ့တဲ့ Lindy Love ကိုတော့ပြန်ပြီးမြင်တွေ့ရနိုင်ခြေရှိတယ်ဆိုတော့ ဒါကွင်းလဲဘက်မှာပဲဒါဥကဒေကက်စမီရိုနေရာမှာပဲအပြောင်းလဲလေးဖြစ်လာဖို့ရှိတယ်။နောက်တန်း၃ရောင်းနဲ့နောက်ကျွန်တော်မာဇော်ရီဒိုကူအတွဲကတော့ဒါအပြောင်းလဲတိတ်ပြီးတော့ဖြစ်လာလိမ့်မယ်လို့မထင်။ဝိုင်လန်ကတော့ဒီနေရာမှာကျွန်တော်လူစားလဲစရာမရှိတဲ့ဝိုင်လန်ကတော့ထပ်ပြီးတော့ပွဲထွက်လာအောင်ပါပဲ။ဂါနာချိုအေမတ်အတွဲကိုကျွန်တော်ပြန်ပြီးတော့မြင်တွေ့ရလာနိုင်ရှိတယ်။ဂါနာချိုအေမတ်အတွဲကိုသာမြင်တွေ့ရမယ်ဆိုတော့ဘရူနိုဖာနန်ဒက်စ်ကကျွန်တော်တို့ဒါ ကွင်းလှည့်စင်ဆော့တဲ့ပုံစံမျိုးမြင်တွေ့ရနိုင်ရှင်။နောက်ထပ်ရွေးချယ်စရာ option တစ်ခုအနေနဲ့ဂါနာချိုကိုဒါကျွန်တော်တို့ဒါ Premier League ပွဲစဉ်မှာဒါပွဲချင်းပြေသုံးခဲ့တာဆိုတော့ဒီနေရာမှာ Imam Messing Mount အတွဲကိုလည်းကျွန်တော်မြင်တွေ့လာရနိုင်နေရှိတယ်ဗျ။ဆိုတော့ဒါပေမဲ့ Messing Mount အနေနဲ့အရင်ကြီးတော့ဒါယုံလို့တော့မရသေးဘူးဆိုတဲ့အနေအထားတစ်ခုတော့ရှိတယ်။ဒါပေမဲ့ဒါ Messing Mount ရောဂါနာချိုရောဒါရှေ့ပွဲစဉ်မှာဂိုးသွင်းခဲ့တာဆိုတော့ဒါဒီနှစ်ယောက်လုံးကိုလည်းကျွန်တော်ဒီနေရာမှာမြင်တွေ့ရနိုင်ရှိတယ်။ဒါမှမဟုတ်ဒါပွဲချင်းအပြည့်မသုံးဘဲနဲ့ဒါပွဲချင်းတစ်ဝက်လောက်မှာဒီလိုလူစားလဲပြီးတော့သွားတဲ့ပုံစံမျိုးလေးလည်းမြင် တွေ့ရနိုင်ရရှိရဆိုတော့ Manchester United အသင်းအနေနဲ့ကတော့ဘာပဲဖြစ်ဖြစ်သူ့အနေနဲ့ကစားစရာလူစင်း rotate လှည့်စရာလူစင်းကတော့မေမဆဆရှိနေတော့မယ်သူ့အနေနဲ့လုံးဝ face ဖြစ်ဖြစ်နဲ့ကစားမှာ Masorito ခုနေရာမှာပဲဒါတို့ face ထားမယ်ကျွန်တဲ့ကစားသမားတွေအကုန်လုံးကတော့ဒါတို့အပြောင်းလဲလေးလုံးလို့ရသေးရဲ့ဆိုတော့အနေထားတစ်ခုလည်းကျွန်တော်မြင်တွေ့ရနိုင် Wildland လဲဒါ face ထားမယ်နေရာတစ်ခုမှာပါတယ်ဆိုတော့လူစင်းအိမ်အားပိုင်းဆိုင်ရာအရာမှာတော့ဒါကျွန်တော် Manchester United အသင်းဘက်ကမစိုးလို့ပြောလို့ရတဲ့အနေထားဂျာထဲမှာလည်းတို့အနားရထားတယ်ဆိုတော့ဒီနေ့ပွဲဆက်မှာဒါကောင်းကောင်းပေါ်ထွက်လာနိုင်ရရှိရလို့ခန်းစားရပါတယ်ဗျာ OK，我估计，然后到。<music> လက်ရှိပေါ့နော်ဆိုတော့ Manchester United အသင်းကပထမအကြော့မှာဒါ 3C ဆိုတဲ့ကိုပြက်ရလဲနဲ့အနိုင်ရရှိခဲ့တယ်ဆိုပေမဲ့အရင်မသေးကြဘူးလို့ကျွန်တော်တို့ဒါခန်းစားနေရတယ်ပေါ့နော်ဆိုတော့ Okay သူရှေ့မှာလဲဒါ twin goal တွေမြေမဆဆခွင့်ပြုပေးရတယ်ဆိုတော့အမှားမျိုးတွေကိုဒီနေ့ပွဲစဉ်မှာထပ်ပြီးတော့မပြသဖို့လိုတယ်။နောက် Okay ဒါကျွန်တော်တို့9ပွဲမဟုတ်ဘူးဆိုရင်တော့မသေးရလက်ထွက်ပေါ်အောင် Athletic Club ဘက်ကဂိုး twin ခဲ့မယ်ဆိုလို့ရှိရင်နောက်ကနေပြန်ပြီးတော့ twin နိုင်အောင်လို့ Manchester United အသင်းကဆွတ်ဆောင်သွားမှာဖြစ်ပြီး Old Trafford မှာဖြစ်တဲ့အတွက်အားသာချက်ကတော့ Manchester United ဘက်မှာရှိနေတယ်။ Athletic Club ဘီဘောအသင်းကပထမအကြော့ရလက်တစ်ခု ုကြောင့်ဒါတို့အနေနဲ့အရန်ခက်ခဲသွားပြီဆိုတဲ့အနေထားပေါ့နော်ပုံမှန်ခက်ခဲရတဲ့သူတို့အနေနဲ့ပို့ပြီးတော့ခက်ခဲသွားတယ်ဆိုတဲ့အနေထားတစ်ခုကနေပြန်လာနိုင်ဖို့ရဟောသူတို့မှအခွင့်အရေးရှိပါမလားဒါမှမဟုတ် Manchester United အသင်းကရှေ့ပွဲစဉ်တွေလို့ဒါဂိုးများများဆက်ဆက်ခွင့်ပြုရမယ့်အနေထားမျိုးရှိလားဒါမှမဟုတ်ဒီနေ့ပွဲစဉ်တို့အကောင်းဆုံးကစားပြီးတော့ final ကိုတက်လန်းသွားဖို့အတွက်အသင်းဖြစ်နေပြီလားပေါ့နော်ဆိုတော့အခုအမြင်လေးနဲ့ဒီနေ့ပွဲစဉ်မှာကိုရီးယားလက်လေးဘယ်လိုမျိုးပုံစံလေးဖြစ်လာနိုင်မလဲပြီ ဟုတ်ကဲ့ပါကွာကျွန်တော်ပထမဆုံးပြန်ပြီးတော့ကြည့်ရမှာ United အနေနဲ့ twin goal တွေ၄ goal လောက်ထိခွင့်ပြုခဲ့ရတဲ့ပွဲလေးတွေဒီကြားထဲမှာ၃ပွဲလောက်ထိရှိသွားရပါတော့ဒါပေမဲ့အဲ့မှာပြန်ပြီးကြည့်ရမှာဆို Lion နဲ့ပွဲစဉ်မှာကျွန်တော်၄ goal ထိခွင့်ပြုခဲ့ရဆိုရင်မိနစ်60အတွင်းကစားခဲ့တာအတူတူဆိုရရက်လက်ပေါ့နော်နောက်ထပ်ပြန်ပွဲတွေဖြစ်တဲ့ကျွန်တော်ဒီ Newcastle တို့ Brentford ကိုရှုံးနေခဲ့တဲ့ပွဲစဉ်တွေမှာ၄ goal ထိပေးခဲ့ရတယ်ဆိုတဲ့အနေထားမှာ United ကခံစင်းတဲ့ဂိုးသမားမှာအဲ့ပွဲစဉ်တွေမှာအရင်ကစားသမားတွေ၃ပွဲဆိုတဲ့အနေထားကိုကျွန်တော်ပြန်ပြီးတော့တွေးခဲ့ရတယ်ဗျအဲ့ဒီအနေထားကတော့ United အနေနဲ့သူတို့အသင်းရဲ့အဓိကဂိုးသမားဖြစ်တဲ့ Andrew Onana တို့ခံစစ်က Harry Maguire တို့ Rudo တို့ Lindelof တို့ပေါ့နော်အခုလက်ရှိ ကစားဖို့အတွက်အဆင်ပြေဆုံး၃ယောက်တန်းနေပြီးဒေါ်ကူတို့မာဇာရိုလိုခန်းစစ်တန်းကလည်း၅ယောက်ကအပြည့်ကလည်းမမချာချာကစားမယ်။ကွင်းလယ်ကလည်းကက်စမဲရိုတို့ဥဂါဒေတို့ဘရူနိုဖာနာတက်လိုအဓိကကစားသမားရင်းနဲ့အပြည့်ကကစားတဲ့ပွဲစဉ်တွေမှာ United ခန်းစစ်ကအဲ့လောက်ကြီးတော့အရင်ကစိုးစိုးဝါတော့မရှိဘူး။ပေကိုးတွေကတော့ခွင့်ပြုရတာမှန်တယ်။ဒါပေမဲ့သူတို့ရဲ့ပေကိုးခွင့်ပြုရတဲ့နှုံးရတော့အဲ့လိုမျိုး၄၅ခုလောက်ထိခွင့်ပြုခဲ့တဲ့ပွဲစဉ်တွေကတော့အရင်ကစားသမားရင်းနဲ့အရင်ကုသမားရင်းတုံးတဲ့အချိန်တွေမှာပဲကျွန်တော်တွေးခဲ့ရတာပြ။အဲ့တော့ဒီပွဲစဉ်မှာတော့အဲ့လိုအနေထားထပ်ပြီးဖြစ်လာနိုင်မှုလို့ဆိုတော့နည်းနည်းလေးတော့ရလနဲ့နည်းတယ်။ပြီးတော့တစ်ဖက်ကဒီဘာဝကဒီပွဲစဉ်မှာပြောမယ်ဆိုပထမ ကျောင်းအသုံးကူပုံမရှိဆိုရဲ့လက်ကိုပြန်ပြီးတော့ပြောင်းပြန်လမ်းပြီးလာကစားဖို့ရှိတယ်ဆိုတဲ့အနေထားသူတို့အသင်းတွေနဲ့ပွဲစတဲ့အချိန်တိုက်စစ်ပြီးတိုက်စစ်အောင်ဆိုင်ပြီးတော့ဖိအားများများနဲ့ကစားရမယ်ဆိုတဲ့အနေထားမှာ United အနေနဲ့ဒါလေးကိုဒါအဲပွဲချင်းပွဲချင်းပေါ့နော်15မိနစ်မိနစ်လောက်တည်းမှာကောင်းကောင်းလေးထိန်းချုပ်နိုင်ပြီးတော့သူတို့အသင်းရဲ့ကောင်တာအတကင်တာအလုပ်ဖြစ်သွားခင် United အနေနဲ့ဥဆောင်ကိုတကူတာဆရသွားခင်ဘီဘာဝဲပွဲစဉ်ကပြီးွားပြီဗျ ထပ်ပြီးတော့ကျွန်내ပွဲချင်းနေမှာ United နေနဲ့တောင်းတတာပဲပွဲကိုထိန်းချုပ်ကစားပြီးတော့ပဲအဲဘီဘာကိုအတင်းပြောရမယ်ဆိုရင်အမားထက်ဆောင်ပြီးတော့ပဲအခွင့်အရေးရရင်ရသလိုတွင်းကိုထက်ရရှိဖို့တော့ပဲကစားရအောင်မယ်ဆိုရင်အနေထားမှာ United နေနဲ့ဒီပွဲစဉ်ပြောရမယ်ဆိုတော့တို့မှာ PR ဘာမှမရှိသလောက်ကိုနည်းနေပြီ PR တွေအများပြားနဲ့လာအောင်ကစားရမှာဧည့်တယ်ဘီဘာကို အဲ့တော့ဒီပွဲစဉ်အနေထား United အနေနဲ့ဒါတို့တော့ထပ်ပြီးတော့အခွင့်အရေးကိုလက်လွတ်ခံပြီးတော့ကျွန်တော်တို့ final တက်ရောက်ဖို့အခွင့်အရေးကိုတော့အနီးကပ်ဆုံးအနေထားကနေပြန်ပြီးတော့ United အနေနဲ့အမားခံမှာမဟုတ်တော့ဘူး Amorin အနေနဲ့လည်း Premier League မှာလုံးဝအအောင်မဆိုင်ပဲနဲ့ဒီ Europa League ကိုပဲအအောင်ဆိုင်တယ်ဆိုတော့လည်းပြီးခဲ့တဲ့ပွဲစဉ်တွေမှာတည်းကကျွန်တော်တို့သိတာနေပြီ Lucien ရော Premier League မှာဆိုရင်ကစားတဲ့ United အသင်းရဲ့ကစားပုံတွေကစားသမားတွေအားထုတ်မှုအရာဝါစားကွာခြားမှုရှိတယ် Europa League မှာကစားတဲ့ကစားသမားတွေဒီခနာချရိုးဆို Premier League မှာမကစားမှုကစားရတယ်ဒါပေမဲ့ Premier League မှာကစားတဲ့ကစားအားနဲ့ Europa League မှာကစားတဲ့ကစားအားအစားကွာခြားမှုတွေကျွန်တော်တွေ့ရတယ် ဲ့တော့ဒီပွဲစဉ်မှာလို့ United အနေနဲ့ထပ်ပြီးတော့အမားခံမယ်လို့ကျွန်တော်မထင်ဘူးအဲ့ဒါပြင်မှာပြီးခဲ့တဲ့ Brandford နဲ့ပွဲစဉ်မှာ Ahmed Diallo တို့ရောကနာချိုတို့ရောမင်းစမောတို့ရောကွင်းလင်ရနေတွင်းကိုတွေပြန်ပြီးရရှိအောင်စောင့်ဆောင်ထားနိုင်နေတာဆိုတော့ဒီကစားသမားတွေရဲ့တူးချင်းဆိုင်ရာမနော် personality ဘိုင်းကအဲကျွန်တော်ဒီ motivation အရာလေတို့ဒီစိတ်အားထက်သန်မှုလေးရှိနေမယ်စိတ်သက်ပိုင်းဆိုင်ရာလေအတက်ဖက်လေးရောင်းနေမှာရှိရတဲ့ကြောင့်ဒီပွဲစဉ်မှာဒါဒီ United တို့ကောင်းတဲ့အချက်အဲ့တော့ပြီးခဲ့တဲ့ Brandford နဲ့ပွဲစဉ်မှာကစားသမားအချို့လေအနားရထားတယ် Bruno Fernandes တို့ Casemiro တို့ Wayne တို့ဆိုလေအပြေးဝအနားရထားတဲ့အပြင်မှာခန်းစစ်ကဒီလစ်တန်ရရှိသွားတဲ့တခုတော့ United အတွက်ပြောရမယ်ဆိုတော့အပေါင်းလက္ခဏာ မဆောင်ပဲအနုလက္ခဏာဆောင်ခဲ့တဲ့အနေအထားလေးဖြစ်သွားတာဒါပေမဲ့ကွင်းလေယာမစ်ဆင်မော့တို့ကျွန်တော်အာမဒီယာတို့ကနာချိုတို့ရဲ့ twin goal တွေက United အတွက်အပေါင်းလက္ခဏာဆောင်တဲ့တိုးတက်မှုလေးတော့ရှိခဲ့အဲ့တော့ဒီဝဲစဉ်မှာတော့ကျွန်တော်အနေနဲ့တော့ကြည့်ရမယ်ဆိုရင် United အနေနဲ့တော့ထပ်ပြီးတော့အမားခံမှာမဟုတ်သလိုဘီဘာအိုအနေနဲ့တော့ပွဲစားတဲ့ဟာတာ United ကိုကျွန်တော်ဒီမစင်မချင်းပေါ့နော်ကျွန်တော်ဒီ PR တွေအောက်ကတာတိုက်စစ်ပြီးတိုက်စစ်ဖွင့်ကစားတဲ့အခါကျ United ရဲ့တံမြင်တိုက်စစ်ကိုဘီဘာအိုအနေနဲ့တော်တော်လေးကိုဒုက္ခရောက်ပြီးတော့ထင်းချိုးရဖို့ရှိလိမ့်မယ်အဲ့တော့ကြောင့်ဒီပွဲစဉ်မှာတော့ United အနေနဲ့တော့ဘီဘာအိုအသင်းကိုထပ်ပြီးတော့ရက်လက်ကောင်းတစ်ခုရရှိအောင်စောင့်ဆောင်သွားနိုင်မယ်ပွဲစဉ်တွေကဖြစ်မယ်လို့ကျွန်တော်ထင်ပြီးပြီးတော့ United အနေနဲ့နိုင်ခဲ့မယ်ဆိုတော့ဘီဘာ ော်တဲ့တိုက်စစ်ကလည်းအလုံးမဖြစ်လို့ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲဆက်လိုက်လေဘိုးဘောပြောခဲ့တဲ့တိုက်စစ်ကဒီပွဲစဉ်မှာလည်းအလုံးမဖြစ်ခဲ့ဘူးဆိုရင်တော့ယူနိုက်တက်အနေနဲ့တကူကူမရှိဆိုရဲရက်လက်မျိုးအဲဒါမှမဟုတ်ဘီဘောအသင်းရဲ့တိုက်စစ်ကအလုံးဖြစ်ခဲ့လို့တွင်းကိုတကူလောက်ရရှိခဲ့တဲ့ဆိုရင်တော့ယူနိုက်တက်အနေနဲ့နှစ်ကူလောက်ပြန်သွင်းနိုင်နေဆိုတဲ့တိုက်စစ်ပိုင်းဆွမ်းဆောင်ရင်ရကျွန်တော်တို့ PR အများကြီးမရှိဘူးဆိုတဲ့အနေထားတော့ယူနိုက်တက်အနေနဲ့ဒီပွဲစဉ်ကိုနိုင်ဖို့အတွက်ရကနုံများပြီးတော့နိုင်ခဲ့မယ်ဆိုရင်1021ဆိုရဲရက်လောက်နဲ့နိုင်သွားမယ်ပွဲစဉ်ကိုထပ်ပြီးတော့ဖြစ်မယ်လို့ကျွန်တော်ကတော့ထင်မိပါခင်ဗျာဟုတ်ကဲ့ကိုဆိုတော့ကျွန်တော် share ပြောခဲ့သလို Manchester United အသင်းရဲ့ခံစစ်ကိုစိုးရိမ်မိတယ်ဆိုပေမဲ့အဲ့ဒါလေး ပြပါဦးကလပ်ရဲ့ဒါကျွန်တော်တို့တိုက်စစ်ကလည်းအရင်ကောင်းမွန်နေရတော့မဟုတ်ပြီ။နောက်ဆုံးနှစ်ပွဲဆက်တိုက်လည်းသူတို့အနေနဲ့လုံးဝဒါကျွန်တော်တို့ဂိုးသွင်းယူထားနိုင်ခဲ့ခြင်းမရှိဘူး။ဆိုတော့ဒါရှေ့ရပွဲစဉ်တွေမှာလည်းသူတို့အနေနဲ့ဒါရီမက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာလည်းဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘူး။ဒါပေမဲ့အဲလာဖာမက်စ်နဲ့ပွဲစဉ်မှာတော့သူတို့အနေနဲ့တကူးသွင်းယူနိုင်ခဲ့တယ်။ပေါ့။နောက်ဆုံး၄ပွဲမှာတကူးဆိုတဲ့အနေဒါတစ်ခုကဒါကျွန်တော်တို့ဒါဘောလုံးကလပ်အသင်းတသင်းရဲ့တိုက်စစ်ကတော်တော်လေးကိုဒါကျွန်တော်တို့ဒါဆွမ်းဆောင်ရေးပိုင်းညံပြင်းနေရလို့ကျွန်တော်ပြောလို့ရတယ်။ဆိုတော့ဒါမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒါကန်ဆယ်ပိုင်းကဘလောက်ပဲဆိုးွားနေရပဲပြောပါအောင်သူတို့အနေနဲ့အရင် င်းစိုးရင်စရာတော့ရှိနေတယ်လို့ကျွန်တော်မခံစားအောင်အကယ်၍ဒီနေ့ပွဲစဉ်မှာသာတို့ Athletic Club ပြပါ့ကိုအသင်းအနေနဲ့ဂိုးပေါက်ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင်တော့မှပဲအများဆုံးတို့အနေနဲ့သွင်းယူနိုင်ခြင်းရှိတာတကိုးလောက်ပဲသွင်းယူသွားနိုင်ခြင်းရှိတယ်ဆိုတော့ဒါ Manchester United အသင်းအတွက်အရင်ကတော့စိုးရင်နေစရာတော့မရှိဘူးဗျဆိုတော့ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာ Manchester United အသင်းရဲ့ကစားသမားတွေဘယ်လိုကစားမလဲပေါ့နော်ဆိုတော့တို့ဒါ final တက်ဖို့အတွက်လုံးဝတက်တက်ကြွကြွနဲ့ဒီနေ့ပွဲစဉ်အကောင်းဆုံးကစားမလဲဒါမှမဟုတ်ပထမပွဲစဉ်နိုင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒါပထမအကြော့မှာတဲ့ကပထမဒီဘိုင်းပေါ့နော်ဆိုတော့တို့နေသုံးခုသွင်းပြီးသွားပြီဆိုတော့ဒုတိယဘိုင်းက ုံသူတို့အနေနဲ့ကစားအချပလိုက်တယ်ဆိုတော့ဒီအနေအထားကိုကျွန်တော်ဒီလိုမျိုးပုံစံမျိုးကျွန်တော်ဒီနေ့ပွဲစဉ်မှာလည်းဒီလိုမျိုးကစားအချပြီးတော့ဒါအကောင်းဆုံးခုခံကစားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ်ထွက်လာအောင်မယ်ဆိုရင်တော့ဒါနည်းနည်းစိုးရိမ်စရာတော့ဖြစ်တာပေါ့နော်ဆိုတော့ပုံမှန်အတိုင်းဆိုရင်တော့ဒါမှမဟုတ် United ဘက်ကတော့တိတ်ပြီးစိုးရိမ်စရာတော့မရှိတော့ဘူးဆိုတော့ဒီနေ့ပွဲစဉ်မှာသာဒါသူတို့အနေနဲ့ twin goal တွေမြန်မာဆက်စား twin ဖို့ပြင်ဆင်မလာဘူးဆိုရင်တော့ကျွန်တော်တို့တရေပွဲတစ်ပွဲတော့ပို့ပြီးတော့မျှော်လင့်တယ်ဆိုတော့1-1ဆိုတဲ့တရေရလက်လောက်ထိဖြစ်သွားနိုင်ကြတော့ရှိတယ်လို့ခန်းစားရတယ်ဆိုပေမဲ့အနိုင်ရလက်ဆိုရင်တော့ Manchester United ဘက်မှာတော့ပို့ပြီးတော့များပါတယ် ancient လည်းဖြစ်တယ် နောက်ကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင်အကဲဘောလူပွဲတက်ခဲ့မယ်ဆိုလို့ရှိရင်တော့အိမ်ကွင်းမှာကစားမှာမဟုတ်တဲ့တော့ဒါသည်ဒါယူပါလိမှာနောက်ဆုံးဒါကျွန်တော်တို့ဒါအိမ်ကွင်းပွဲစဉ်လိုပဲပြောရမှာပြ။အဲ့တော့ဒီနေ့ထားမှာတို့အိမ်ကွင်းပြည်သက်ရှေ့မောက်မှာအကောင်းဆုံးတို့တို့ဒါဘောလူပွဲတက်သွားပြီဆိုတဲ့အကြောင်းအရာနဲ့အောင်ပွဲခံကြလိမ့်မယ်ဆိုတော့ဒီပွဲစဉ်မှာတော့တို့အကောင်းဆုံးကစားတဲ့ခြေစွမ်းပိုင်းတစ်ခုတော့ကျွန်တော်မြင်တွေ့ရနိုင်ရရှိတယ်။အကဲဘောအတလတ်ကလပ်ဘီဘောကိုအဖက်ခါတာဒါကျွန်တော်တို့ twin goal အာတွင်းယူနိုက်တက်မှာဆိုလို့ရှိရင်တော့ဒါ11ဒါမှမဟုတ်ရင်ဒါ21ဆိုတဲ့ရလလောင်းတဲ့ Manchester United ဘက်ကအနိုင်ရရှိသွားဖို့ရရှိပြီးတော့ KV ဒါ Athletic Club Bilbao တသင်းရတာဒါရှေ့မှာဂိုးပေါက်ပျောက်ဆုံးနေတယ်လို့မျိုးဒီနေ့ပွဲစဉ်မှာလည်းထပ်ပြီးတော့ပျောက်ဆုံးအောင်မယ်ဆိုလို့ရှိရင်တော့ Manchester United ဘက်ကဒါကျွန်တော်12 C ဆိုတဲ့ရလလောင်းတဲ့ဒါအနိုင်ရရှိသွားဖို့ရှိတယ်ဆိုတော့ပို့ပြီးတော့ chance များနေရတော့ Manchester United ဖြစ်ပါတယ်ဗျာ ဘူးကြီးကျွန်တော်တို့ဒါ Europa League Semi Final အဖြစ်နဲ့ရှင်ပြန်ကစားကြမယ့် Manchester United အသင်းနဲ့ Athletic Club Bilbao အသင်းတို့ရဲ့ပွဲစဉ်လို့လည်းကျွန်တော်ပြောပြပြပါအောင်ဗျ။ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ကတော့ UEFA Europa League ရဲ့ semi final ပွဲစဉ်ဒုတိယအကြိမ်ဖြစ် Manchester United နဲ့အတင်းနဲ့ Athletic Club Bilbao တင်းတို့ကအခုလာမယ့်ကြာသပတေးနေ့ညတောက်ချာနေနက်နက်တနားရီပွဲမှာရှင်ပြန်ကစားသားကြမှာဖြစ်ပါတယ်ဒါကတော့ Manchester United အတင်းနဲ့ Athletic Club Bilbao အတင်းတို့ရှင်ပြန်ကစားကြမယ့် Europa League semi final ဒုတိယအကြိမ်ပွဲစဉ်အတွက်ပွဲကြိုသုံးသက်ချက်စီစဉ်မှာဖြစ်ပါတယ်နောက်တဲ့ပွဲစဉ်နဲ့တူလဲပြန်လာခဲ့ပါအောင်ပဲဗျာ